မင်္ဂလာပါပရိသတ်ချင်းတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေ November 16ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဖွဲ့ဖွဲ့ကိုပေးမှထားပြီးအာမနာပဲလုံလိုက်တဲ့ဒီပြုမှုလေးတစ်ခုကြောင့်ဝေဖန်ခံနေရတဲ့ဝတ်မုံရွှေဤတည်ရီဆောင်မင်္ဂလာဆောင်ကိုလုံးဝမသွားပဲအိမ်မှာဒီလိုလုံနေတဲ့ဝိုင်းစုအကြောင်းဖွင့်ချလာတဲ့အောင်လာတည်လက်ဖက်တော့တဲ့ဟန်ပါကာကိုတွဲဖက်ဧကန်ခဲ့တဲ့စူပြေသစင်တို့ရဲ့အံ့ပွေမင်္ဂလာပွဲတည် ထိတ်တန့်တစ်ထင်းမှကြီးဆိုပေမယ့်ဟိဝိယံနဲ့စုပြည့်တစဉ်ကိုလက်ဖွဲ့တဲ့ငွေပမာဏနဲ့လို့လူပြောများနေတဲ့ဝတ်မုံရွှေတည်တားဖြစ်သူရဲ့စားကိုတင်းနေလို့ရှားသမျှပစံသိမ့်ထားပြီးဟိဝိယံကိုထိမ့်ပေးဖို့စုပြည့်တစဉ်ကိုပူဇော်လိုက်တဲ့ဟိဝိယံဖခင်တည်တဲ့မဖြစ်ပါရဲ့ရှင်။ဖွဲ့ဖွဲ့ကိုဘေးမှထားပြီးအမနာပဲလုံလိုက်တဲ့ဒီပြုံမှုလေးတစ်ခုကြောင့်ဝေဖန်ခံရတဲ့ဝတ်မုံရွှေရဲ့မင်္ဂလာပါပရိသတ်များရှင်။ ဝင်းမုံရွှေကတော့တက်တစ္ဆပေါ်ရတဲ့ကအခုဝိုင်းရင်မင်းသမီးဖြစ်တဲ့အချိန်အပေါ်လိုမရှိတဲ့တင်းယုံဆောင်ချက်တွေကြောင့်ပြိတ္တရင်ထဲမှာပြေဝနေရယူထားခဲ့တာပါမထော်မနှက်လို့ရတဲ့လေပါတစ်ခုမှပြုတ်မှုခဲ့တာမရှိလို့လူမုံများတဲ့အမှုပညာရှင်တွေမှလုံးဝမပါခဲ့ပါဘူးဒါပေမဲ့အခုစိုးပြင်းတဲ့ဟေးဝရန်တို့ရဲ့မင်္ဂလာဆောင်မှာမထင်မှန်ပဲပြုတ်လုပ်လိုက်တဲ့အပြုတ်မှုလေးတစ်ခုကြောင့်ပြိတ္တတွေအလုံးဝိုင်းပလိမ့်နာကိုခံနေရပါပြီ တခါတလေမှာကိုရောင်မတီးပဲလုံလိုက်တဲ့လုံရည်လေးတစ်ခုကြောင့်သူများတွေအနေနဲ့အမြင်မသင့်တော်တာမျိုးတွေဖြစ်တတ်ပါတယ်။အခုလဲကိကဘာမသိညာမသိပြုတ်လုံလိုက်တဲ့ဆိုပေမဲ့မြင်ရတဲ့သူပိုကတော့အနေငယ်မသင့်တော်ဖြစ်သွားတာကြောင့်လိုက်ပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။အဲ့ဒီနေ့ကငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲမှာဝင်းမုံရွှေကသူမရဲ့အမျိုးသားနဲ့အတူတူတက်ရောက်လာခဲ့ပါတယ်။လည်းမင်းမဆွဲထားတဲ့ဆွဲကြိုးပြည့်ရကြီးကလည်းမြင်သူအလုံးမျက်စိကျင်းသွားစီလောက်မဲ့အနေထားမှရှိပါတယ်။ ဒါပေမဲ့အင်ဂျီဝန်ဆောင်ကတော့ရိုးရိုးရှင်းရှင်းလေးပဲဝတ်ဆင်လာတာပါ။ဒါကလည်းသူမရဲ့လေပင်ကဆွဲကြိုးကြီးကိုမပေါ်ပေါ်တမင်ဖော်ပြလိုက်တဲ့အနုနီတစ်မျိုးပါပဲ။အဲ့ဒါကဘာမှပြဿနာသိမ့်မရှိသေးပါဘူး။ပါလို့လေဆိုတော့ခရိုနီတထဲကြီးရဲ့မိမဖြစ်တာကြောင့်ကိုနိုင်ဖြိုးချွန်နေယူပြီးကလေးကအမြဲတမ်းလူလူပွဲတွေတက်လာတိုင်းမှာယရနာရီကိုတံပိုးကြီးပါပြီဆိုရင်ဒီဇိုင်းစင်တွေကတမျိုးပြီးတမျိုးမရုံးရအောင်ဝတ်ဆင်နေတာဖြစ်လို့ပြိတ္တတွေအနေနဲ့အဲ့ဒါကိုအထွေထူးမပြောကြတော့ပါဘူး ဒါပေမဲ့လေသူတို့လင်မယားနှစ်ယောက်ကဖွေးစင်ရဲ့ဘေးမှာနေနေရတာကြောင့်တွားထိုင်လိုက်ပါတယ်။ညီမနှစ်ယောက်မတွေ့ရကြပြီဖြစ်တဲ့အတွက်အခုလိုအင်းအင်းဆေးဆေးပြန်တွေ့တဲ့အခါမှာစကားတွေဖောက်ပွက်ပြီးတော့အများကြီးပြောနေကြပါတယ်။ဘေးနားမှာရှိနေတဲ့ထက်ထမိုးတို့လိုမျိုးအမှုပညာရှင်တွေကိုလည်းကစ်ကပြုံးပြပြီးတော့နှုတ်ဆက်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကစ်လုံလိုက်တဲ့ပြုမှုတစ်ခုကဖွဲ့ဖွဲ့ပါဝင်မြင်ရတဲ့သူအလုံးကို အနောက်ရှက်ဖြစ်သွားစေပါတယ်။ဘာလဲဆိုရင်တော့ယောက်ျားဖြစ်သူရဲ့လက်လေးကိုကင်ထားတာပါ ဖွေးစိန်နဲ့တူတူစကားပြောနေပေမယ့်ကင်းရဲ့စိတ်ကဖွေးစိန်စီမှာရှိမနေပေသူ့ယောက်ျားလေးလေးကိုပဲကင်ထားလိုက်ပြီးတော့ရူနေခင်တာပါစင်ငယ်ဖြစ်တဲ့ဖွေးစိန်လေးကိုမထီမဲ့မြင်ပြုတ်လို့လို့ပြီးယောက်ျားဖြစ်သူနဲ့အိမ်မာရူရတာအမရလို့လူကြားထဲမှာပါလာရူနေတဲ့ကစ်ကိုပိတ်သက်ကြီးတို့ကရောဘာများပြောချင်ကြပါသလဲရှင်ကြီးစောင်းမင်္ဂလာဆောင်ကိုလုံးဝမသွားပဲအိမ်မာဒီလိုလုံးနေတဲ့ဝိုင်းစုအချောင်းဖွင့်ချထားတဲ့အောင်လား ရီဇာဟိဝိယံကကြီးချိန်မင်္ဂလာဆောင်နေချိန်မှာဝိုင်းစုခိုင်တင်ကတော့မင်္ဂလာဆောင်ကိုဖိတ်တာတော့လုံးဝမသွားပဲအိမ်မှာလုံးဝမကြံစီတဲ့နာကြီးကို လုတ်ကင်နေတယ်လို့အောင်လာကခြားပြလာခဲ့ပါတယ်။ဟိဝိယံနဲ့ဝိုင်းစုခိုင်တင်ဟာအခြေဥတွေဖြစ်ကြပြီးငေပေါ်ဝါတို့ကခုတ်ပြေးခဲ့ကြတဲ့တင်တန်ရုံးစင်ကြီးခင်ရှာတာပါ။ဒါပေမဲ့ခုတ်ပြေးပြီးတုံးညအိပ်ပြီးတာတော့ဟိဝိယံရဲ့အမေကလုံးဝပြေးမပောင်းခဲ့ပဲ မမပိုင်းနေဖြစ်တဲ့ဟင်းဝင်ရံကလည်းဝါစုခိုင်တဲ့ကိုစပီးနားမနေလို့ကရှောင်နေခဲ့ပါတယ်။ဒါကြောင့်ဝါစုခိုင်တဲ့ခင်ဗျာအတန်ရော့အဆက်ပါ꿰ခင်ရပြီးဟင်းဝင်ရံကိုနားတဲ့စိတ်နဲ့နောက်ထပ်ယောက်ျားနှစ်ယောက်ကိုထပ်ယူခဲ့ပါတယ်။အဲ့ဒီတည်းမှာအောင်လာဒုတိယမြောက်ဖြစ်ပါတယ်။အောင်လာယူပြီးတာတော့မှဟေးဝင်းရဲ့ဝိုင်းစုခိုင်တဲ့ကိုတားတဝင်ထူပါတယ်။အိမ်တော်ကြီးကလည်းလုံးဝအဆင်မပြေပဲနောက်ဆုံးမှပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ကကွဲခဲ့ကြတာဖြစ်ပါတယ်။ ောင်လွားကလင်မယားခွဲပြီးနောက်မှာဝိုင်းစုကန်တင်ကိုပထွေးမုံမုံနေခဲ့ပါတယ်။ဒါကြောင့်တစ်ချိန်လုံးအရက်တောက်ပြီးဝိုင်းစုကန်တင်ရဲ့မကောင်းကြောင်းတွေကိုလိုင်းပေါ်ထိုင်တင်လေးရှိတယ်လို့အခုလည်းဟေးဝီရဲ့မင်္ဂလာဆောင်နေတဲ့အချိန်မှာဝိုင်းစုကန်တင်ရဲ့ပြည်သက်တွေကြောင့်ရန်တိုက်ပြီးတဲ့စကားတခုကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။အလုံးကသူ့ရဲ့ Facebook အကောင့်မှာအလုံးဝိုင်းချစ်နေကြတဲ့အစိုးရ idol မကြီးရဲ့စိတ်ဓာတ်ဟာအောက်ဆုံးမှရောက်နေပြီးတဲ့ သွင်ကအောင်လေးနာမည်ကိုတော့ဟာဝါရလို့ပေးထားနေလို့ရေးတင်ခဲ့တာပါနာမည်ပြည်စုံကိုတိုးခေါက်စလုံးနဲ့ရေးထားတာဖြစ်တဲ့အတွက်ပရိသတ်ကတန်းတိခဲ့ကြပြီမင်္ဂလာဆောင်မသွားပဲဝါစုကန်တင်းကဟေးဝင်ရကိုနန်းနေနေတယ်ဆိုရက်အဘိဓိပယ်မြုံပေါင်းတမင်ရေးတင်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့လေပြိသက်တွေကတော့ဝိုင်းစုခိုင်တဲ့ကိုအပြစ်မြင်မဲ့ဆောင်ယောက်ျားကြီးတံမင်းနဲ့မိန်းမတယောက်ကိုတတ်တက်ကြီးလိုက်တိုက်ခိုက်နေတဲ့အောင်လာကိုတောင်ပိုပြီးရွှန်ရှားသွားခဲ့ပါတယ်။ ပရိသတ်ထေကံတယောက်ဆိုရင်မင်းနဲ့ပြက်စဲပင်သူဟာသူအေးအေးချမ်းချမ်းနေနေတဲ့မင်းကလေးတယောက်ကိုအခုလိုတွေလိုက်ပြောနေတာမရှက်ဘူးလားယူတော့ကလည်းလက်ကြောမတင်းလို့ရှာမကြွေးနိုင်ဘူးကွဲတော့လေမင်းလက်ပါလို့မင်းဖောက်ပြန်လို့တတိုင်းပြည်လုံးတီးပြီးမှနမယ်ပြက်နေကွဲတယ်အခုလေလက်ဖက်တော့နဲ့ဟန်ပါကာကိုတွဲဖက်ဧကန်ခဲ့တဲ့စိုးပြေတစင်တို့ရဲ့အံ့ဖွယ်မင်္ဂလာပွဲ ဘာလို့လို့ကွမ်းနေတဲ့ fashion ကွင်းလူဆောင်တွေကတော့ဒီတစ်ခါမင်္ဂလာဆောင်ပါလေလက်ဖက်တုံးနဲ့ဟန်ပါကာကိုတွဲကျွင်းလို့ဝေဖန်ခံနေရပြန်ပါပြီလက်ဖက်တုံးဆိုတာမြမယူရအစမ်းစာဖြစ်တာမို့မြမလူဆောင်နေမင်္ဂလာပွဲမှာတဲ့ခင်းကျွေးမွေးတာဟာရန်ကိုတဘာဝကြပြီမယ်လေစုပြည့်သင်းတို့ကတော့လက်ဖက်တုံးနဲ့အနောက်တိုင်းစမ်းစာဟန်ပါကာကိုစပွဲဝိုင်းတစ်ခုထဲမှာတဲ့ခင်းဧည့်ခံခဲ့တာပါဒါကြောင့်ပွဲလာတဲ့ပြည်သက်တွေခင်ဗျပါမောက်မေကာယာမလို့လို့လက်ဖက်ပဲဝါတော့မလို့လို့ဖြစ်ခင်ရပါတယ် အခုမြင်ကွင်မှာဆိုရင်လေတကိုင်းစာသားရှိတဲ့ဟမ်ဘာဂါတွေကိုခရင်တစ်ချောင်းနဲ့ချပေးထားပြီးရှေ့မှာတော့နဖက်တော့ပကံကိုစွန့်တက်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ပတ်စံရှိတာနဲ့လူရဝန်ဆက်နဲ့စင်တန်းရှိတာဟာမတူဘူးလို့တော့တချို့ပွဲလာသူတွေကဝေဖန်နေကြတာဖြစ်ပါတယ်။တကယ်တော့ဟိမွေရန်တို့မျိုးရိုးကတောတထေးတွေဖြစ်တဲ့အတွက်မျိုးရိုးမြင့်ရင်တော့ဖက်ရှင်ကတောကြိုက်ပဲဖြစ်နေတာငင်းလို့မရပါဘူး။ ဟေးဝင်းရောင်တသက်လုံးတကြီးသားဖက်ရှင်တွေကိုပဲဝင်လာခဲ့ပြီးတစ်ဖက်ကစိုးပြေတစင်တို့ကလည်းပညာတတ်ရှားပါးတဲ့မျိုးရိုးဖြစ်ပါတယ်ဆိုဗီယက်တစင်တယောက်သားလည်းဘွယ်လေးပါလီလူမြင်ကောင်းအောင်ရှာခဲ့ပြီးတစ်ဖက်ကစိုးညီမာတွေကတော့တက္ကသိုလ်ရောမရောက်ဘဲမင်းသမီးလုပ်ခဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်နှစ်ဖက်ပေါင်းလို့ပတ်စံအရန်ရှိနေရင်တော့အညာပုံစံကတော့မပြောင်းဘဲအခုလဲမင်္ဂလာပွဲမှာနှစ်ဖက်တုံးတဲ့ဟမ်ဘာဂါကို မထော်မနှံစီစဉ်လာခဲ့တာဖြစ်ပါတယ်။ ပိုပြီးမြင်လို့မကောင်းတာကသူရဲ့ပွဲမှာဝိုင်းစုခိုင်တဲ့ကိုမဖိတ်ခဲ့တာဖြစ်ပါတယ်။ဘလူပဲရှိစားဟောင်းဖြစ်ပါစေအမှုပညာတိုင်းဝိုင်းနဲ့ကလူဆုံတက်ဆုံပွဲတက်နေတဲ့အချိန်မှာဝိုင်းစုခိုင်တဲ့တယောက်တည်းကိုမဖိတ်ဘဲကွက်ပြီးခြံထားတာဟာတော်တော်ရုပ်ဆိုးတဲ့ကိစ္စဖြစ်ပါတယ်။ဝိုင်းစုကိုအကြောင်းကြားချင်းဖိတ်စာပေးဖို့ခြင်းတော့မရှိဘဲလင်းများတဲ့ကရင်မမခင်သားကိုတော့တတော်သမီးအရန်အောင်ခေါ်ပြီးလှုပ်ခိုင်းလိုက်ပါသေးတယ်။ ဒီလိုလုပ်ရတာကလည်းကရင်မလက်ရှိကတ်ထားတဲ့ရှိစားကပရိုဂျူဆာထက်ခိုင်ဝင်ဖြစ်နေတာကြောင့်လို့ဆိုပါတယ်။ဆယ်လီနာမဲခမ်းမီလူတီများအတင်းလုံနေရတဲ့ဟဲဝီယန်နဲ့စုပြည့်တစင်တို့ဆောင်တွေကနောက်ပိုင်းမှာမင်းသားမင်းသမီးပြန်လို့ဖို့အခွင့်ရရအောင်ပရိုဂျူဆာကိုကတ်ထားတဲ့ကရင်မကိုမျက်နှာချုပ်သွေးပြီးတတို့သမီးရလှုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။သူတို့မင်္ဂလာဆောင်ကဒါရီပဲ ग्वान နာလာဆိုတော့မဟုတ်သေးပါဘူး။ ရွှေစင်ကိုပိတာနဲ့လှူထားတဲ့သူရရဲ့မင်္ဂလာဝတ်ဆောင်ကြီးကလည်းမြင်ရတာတခုခုလွဲလှူနေပါသေးတယ်။မင်္ဂလာဝတ်ဆောင်ဟာအင်မတန်မုံမြတ်တဲ့အထိပ်ပဲနဲ့ရွှေပေါ်မှာပရမများလုံးနဲ့ထပ်ပြီးပေါ်ကျေလူထုတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့သရှင်မြင်ကမရှိလေတော့ဟိမယံရင်ရှင်ပတ်မှာပေါင်နေတဲ့ရွှေပန်းခတ်သုံးခုဟာမွေကင်းစကလေးလေးတွေရဲ့ရွှေကျုံးလေးနဲ့တူနေပြီးလူထင်လွဲစရာထပ်ဖြစ်သွားပြန်ပါတယ်။ ဒါကြောင့်အကောင်ဆုံးနေ့ဖြစ်ဖို့ပတ်စံတိမ်ပေါင်းတောင်းချီပြီးမင်္ဂလာပွဲတွေစတိုင်လုပ်နေတာတော့ဂွမ်ပီရင်ဂွမ်နေရဲ့သူတို့စနေမောင်နှံကိုပရိသတ်တွေကတော့တနာနေပြီးသူတို့ညောင်ဘဲတော်များမှဖက်ရှင်ကြကြနေခြေချပြစ်နိုင်မလဲလို့စုတ်တက်နေကြပါတယ်လက်ရှိမှာတော့စိုးပြတဲ့စင်တော်မင်္ဂလာပွဲဟာ၃ပွဲတိတိလုပ်ပြီးသွားပြီဖြစ်ပြီးနောက်ထပ်၃ပွဲလုပ်ဖို့ကြံနေပါသေးတယ်။ ပြည်သက်ကြီးတို့ရောနောက်ထပ်ပွဲမှာရောလက်ဖက်တော့တဲ့ဟန်ပါကထက်ကျွေးလောက်သေးလားဘလို့အလွဲလေးတွေဖြစ်အောင်မလဲဆိုတော့ comment မှာရေးခဲ့ကြပါအောင်နော်ထိုက်တန်းတထေးမကြီးဆိုပေမဲ့ဟဲဝိရံရဲ့စုပ်ပြေတစဉ်ကိုလက်ဖွဲ့တဲ့ငွေပမာဏနဲ့လို့လူပြောများနေတဲ့ဝိမုံရွှေရင်မြမလူမျိုးရဲ့မင်္ဂလာပွဲတွေမှာလက်ဖွဲ့ငွေပေးတာကရိုးရာတလီထုံတန်းစင်လာပါ ဒါကလည်းမင်္ဂလာဦးမှာမင်္ဂလာဆောင်ကြတဲ့ဇနီးမောင်နှံတို့ဘဝရှိရေးအတွက်အပရိသတ်တွေစေတနာတတာတရားရှိသလောက်ထည့်ပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့တင်းဥဆောင်မင်းသမီးဝတ်မုံရွှေကတော့ဟင်းဝရံနဲ့စုပ်ပြည့်တစဉ်မင်္ဂလာပွဲမှာလက်ဖွဲ့တဲ့ငွေပမာဏကြောင့်တတော်လေးကိုလူပြောများနေတာဖြစ်ပါတယ်။အလုံးတီကြတဲ့အတိုင်းမိနီကဟေဝိယံနဲ့စုပ်ပြည့်တစင်ရဲ့မင်္ဂလာပွဲကိုတော့ကြီးကြပ်ခမ်းနားစွာကျင်းပခဲ့တာပါ အဆိုပါမင်္ဂလာဆောင်တွဲရင်မင်္ဂလာပွဲကိုတော့အနုပညာလောကထိတ်တန်းမှုပညာရှင်များစွာဝေကောင်းစားလာရင်းနဲ့တက်လာကြတာပါဒီလိုဟေးဝေးရင်နဲ့စုပြည့်တစင်တို့ရဲ့မင်္ဂလာပွဲကိုတက်လာတဲ့အနုပညာရှင်တွေများစွာတွေမှာအထင်ရှားဆုံးဖြစ်နေတာကဝိမုံရွှေကြီးပါဝမောင်ရွှေကြီးဟာပန်းရဝတ်စုံလေးနဲ့ချက်တည်းရရှိရှိမင်္ဂလာဆောင်တွဲရဲ့မင်္ဂလာပွဲကိုရှောင်လာပါတယ်။ဒါပြင်သူမရဲ့လက်တိုင်မှာဆင်မြန်းထားတဲ့စိန်ပြည့်ရဲ့ကြီးကလည်းတော်တော်လေးလူပြောများနေတာပါ။ အတွင်းသည့်တည်င်းတွင်နေရတနာတောင်းဝန်းရဲ့ခမ်းမန်းချက်တွေရဒီပင်ရဲ့ကြီးဟာတာမန်မဟုတ်ပါဘူးကပအကောင်ဆုံးပြည်တန်ပရမများတွင်နေအတန်စင်ဆုံးစိတ်နေကိုပေါင်းဆက်ထားပြီးတန်မှုကအမေရိကန်ဒေါ်လာတန်100လောက်တန်ကြီးရှိနေတာပါဒါပြင်ဝမုံရွှေရဲ့အလှတရားနဲ့သူမဆင်မြန်လာတဲ့ယရနာရဲ့အယောင်ဝါကတတို့သမီးစုပြည့်တစင်ရဲ့ခန္ဓာမှုထက်တောင်ပိုပြီးထင်ရှားနေတယ်။ပိုပြီးခန္ဓာလှပနေတယ်ဆိုပြီးလူပြောများနေတာဖြစ်ပါတယ်။ ဒါဟာဝဲမုံရွှေကြီးကသူ့ရဲ့ကြောဝချမ်းသာမှုကိုအလုံးရဲ့ရှေ့မှာတရားဝင်ချပြလိုက်တာပါ။သူခင်မုံတဲ့ကလည်းထိတ်တန့်တထေးကြီးတူဖြစ်တာကြောင့်ဒီလိုစင်မြန်းနိုင်တာမဆန်းပါဘူး။ဒါပေမဲ့ကဲဒီကပြဿနာကဒီမှာဆရာပါ။ဝဲမုံရွှေကြီးဟာဟေးဝရံနဲ့စိုးပြေတဲ့စင်တို့အတွက်မင်္ဂလာလက်ဖွဲ့ချိန်မှာလက်ဖွဲ့ငွေက330ပဲလက်ဖွဲ့လို့လူပြောများနေတာဖြစ်ပါတယ်။အလုံးသိကြတဲ့ယနေ့ခေတ်ကာလမှာ330ဆိုတော့ဘာမှလုပ်လို့မရတဲ့ပမာဏပါ။ မာတခါထိုင်စာမရှိပါဘူးဆိုပြီးတော့ဥပမာပေးနေကြပါတယ်ဒီလိုငွေပမာဏကနှဲတယ်လို့ဆိုကြတာပါဝမ်မောင်ရွှေရင်ဟာထိတ်တန်းတတိမကြီးဖြစ်တာကြောင့်လေဒီထက်အများကြီးလက်ဖွဲ့တင်နေလို့ဆိုကြတာဖြစ်ပါတယ်။ဝမ်မောင်ရွှေရဲ့ခင်မုန်းတဲ့ကလည်းထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေရကြောင်းအနည်းဆုံး300ဒါမှမဟုတ်300လောက်လက်ဖွဲ့တင်နေလို့ဆိုကြတာပါ ဒါပေမဲ့လည်းတချို့ကတော့တိန်30ဆိုတာကမနည်းတဲ့ပမာဏဖြစ်ကြောင်းဘလောက်ပဲချမ်းသာတာကိုယ်စေတနာရှိလောက်ပဲလက်ဖွဲ့မှာဖြစ်ကြောင်းဘာကိုမချိမနဲ့ဖြစ်နေတာလဲဆိုပြီးဝိမုံရွှေဘက်ကပြန်လဲခုခံပြောဆိုနေကြတာတွေလည်းရှိပါတယ်။တကယ်တော့ဒီကိစ္စမှာစေတနာစရိတ်စကားကအဓိကဖြစ်လာပါတယ်။ဝမောက်ရွှေကြီးစင်မြန်လာတဲ့ဒေါ်လာတန်းနေရတဲ့ပရဲ့ကြီးကသူ့ရဲ့အစင်တန်းနဲ့ကျွမ်းဝမှုကိုပြတာပါ။ဒါပေမဲ့လက်ဖွဲ့ငွေစရာကတော့မင်္ဂလာမောင်နှံပေါ်ထားတဲ့ရှင်နေမှုနဲ့မြေတားကိုပြတာဖြစ်နိုင်ပါသေးတယ်။ တချို့ကတော့တထင်းမကြီးဖြစ်တာနဲ့ညီ300လောက်တော့ထည့်တဲ့နေဆိုပေမယ့်တချို့ကတော့330ဆိုတာကတော့တာမယ်လူတယောက်ရဲ့မင်္ဂလာပွဲအသေးစားတစ်ခုလုံးရဲ့ကုန်ကျစရိတ်လောက်ရှိနေပါပဲ။ဒါကြောင့်တထင်းမလို့အများကြီးထည့်ရမယ်ဆိုရဲဖိအားမျိုးကရောတကယ်နဲ့ရှိတင်လား။ဒါမှမဟုတ်ဝင်းမုံရွှေကြီးကချမ်းသာလူလူရင်းရဲ့မျက်စိထဲမှာစူးသွားတာလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာအငင်းပွားမှုတစ်ခုဖြစ်နေတော့မှာပဲ။ ပြိတက်တို့ကယုံဝိမုံရွှေရင်လက်ဖွဲ့တဲ့ပမာဏကနည်းတယ်လို့ထင်ပါသလားမိမိတို့အမြင်ကိုပြောသွားကြပါဦးရှင်သားပြတုံရင်စားကိုတည်နေလို့ရှားသမျှပဆန်တင်ထားပြီးဟိဝိယံကိုထိမ့်ပြဖို့စိုးပြတဲ့စင်ကိုပူဆောင်လိုက်တဲ့ဟိဝိယံဖားကိန်းဟိဝိယံကိုနည်းနည်းလေးမှမရှုံးမင်းရှားသမျှပဆန်ကိုအကုန်သိမ့်မှုစိုးပြတဲ့စင်ကိုတိုက်တွန်းလိုက်တာကဟိဝိယံဖားကိန်းဦးဝင်းကိုပါ ။ဒါကြောင့်လေလူတွေကဟေဝီယန်ကနောက်မီးလဲမဆိုလို့လား။ KTV သွားမှကြိုသိနေလို့ငွေသိမ်းခိုင်းတာလားဆိုပြီးထင်ကြီးပေးနေကြပါဗျ။အလုံးတိကြတဲ့အတိုင်းတချို့သောသူတွေကတော့ဟေဝီယန်ကိုတိတ်ပြီးတော့အကောင်းမမြင်ကြပါဘူး။မဖြစ်ဖြစ်ဟိဝိယံဖခင်ဥဝင်းကိုကတော့တားပြစ်သူလက်ထဲမှာပတ်စံမထားဘဲစိုးပြစ်တဲ့စင်ကိုတိမ့်ထားခိုင်းတာကြောင့်လူတွေကြားမှာပြောစရာဖြစ်သွားကြရတာဖြစ်ပါတယ် ဟိဝင်ရဖခင်ကချွေးမစိုးပြေတဲ့စင်ကိုယုံကြည်ကြောင်းချွေးမလေးကသူ့ဘောကိုအဖေရင်တယောက်လိုသဘောထားကြောင်းဒါကြောင့်လေတားဖြစ်သူကိုစိုးပြေတဲ့စင်နဲ့သဘောတူကြောင်း ဟိမ်ဝီရဲ့လက်ထဲမှာပတ်စံမထားခိုင်းတာကလည်းယောက်ျားလေးဆိုတော့ကငွေလက်ထဲရှိရင်ပျက်စီးတတ်ကငွေတွေကုန်တာကြောင့်စီးတဲ့ရေဆဲတဲ့ကတဲ့င်းဖြစ်အောင်စုပ်ပြည့်တစင်ကိုထိမ့်သိမ့်ကြက်မှတ်ခိုင်းတာပါလို့ဆိုလာတာပါတချို့ကတော့ဟိမ်ဝီရဲ့ဖခင်ဦးဝင်းကိုဟာတကယ်ကိုအမျှော်မြင်ရှိတဲ့ဖခင်တယောက်ဖြစ်သတ်မှတ်ထားကြတာဖြစ်ကတားနေချွေးမကိုနီးလမ်းမမှန်နဲ့ဆုံးမတွန်တန်နိုင်လို့ချီးကျူးနေကြပါတယ်